မြန်မာလူမျိုးတွေဟာမြန်မာဘာသာစကားကိုပြောဆိုတဲ့အခါမှာနားထောင်သူတွေအလွယ်တကူမှတ်သားနားဝင်သွားအောင်လို့ဥပမာတွေစကားပုံတွေဇွေးစကားတွေနဲ့ခိုင်းနှိုင်းပြောဆိုလေးရှိကြပါတယ်။စကားပုံဆိုတာကတော့ရှေးခင်ကအမားရင်းစွာပြစ်မှုခဲ့တဲ့အမားတွေကိုတတိပြုမိစေဖို့နဲ့ထက်ခါထက်ခါမမားဖို့ရွယ်ချက်နဲ့ဖြစ်စေစကားပြောဆိုတဲ့အခါမှာရှေးရှေးဝေးဝေးပြောရမယ့်စကားတွေကိုတူတူနဲ့လွှင့်ရအောင်ဖြစ်စေဥပမာပေးခိုင်းနှိုင်းပြောဆိုလေးရှိတဲ့စကားမျိုးဖြစ်ပါတယ်။ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့မိမိတို့ရဲ့တာမန်လှုပ်ဆောင်မှုကိုတခြားသူတွေဆောင်ရွက်တဲ့အခါမှာအမားရွေ ွင်းတွေရှိခဲ့ရင်ဖားတုလခွေးခုံအိုင်တဲ့ုံသားရှိတော့မှာပေါ့လို့ဥပမာပေးပြောဆိုလေးရှိကြပါတယ်ဖားရီရဲ့တဘာဝတဏီယာကနေတဏီယာရွေ့လျားတဲ့အခါမှာခုံပြီးတွက်တက်ကြတဲ့အလျောက်ဖားရီရဲ့တခါခုံတော့ဟာတပေကနေနှစ်ပေထိအသာလေးရောက်နိုင်ပေမဲ့လို့ခရူးတွေကတော့နည်းနည်းလေးပဲသွားတာမို့လို့ဖားရဲ့အလင်ကိုလိုက်မိဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူးဖားကိုတူပပြီးတော့ခရူးတွေကခုံပြန်ရင်လေဖားရီလိုမျိုးမြ мян မရောက်နိုင်မဲနဲ့ခရူးတွေရှိနေတဲ့ရေရင်သားပျက်စီးအောင်ပဲရှိတော့မယ်ဆိုပြီးတော့ဥပမာပေးပြောဆိုကြတာဖြစ်ပါတယ်နောက်တစ်ပြောချင်တဲ့စကားပုံကတော့ဘူးတိမှာအေးတော်မနေကြပါနဲ့ဆိုရ ဲစကပ်ပုံမှာဒီစကပ်ပုံကတော့အရင်ကမိမိကိုအဖက်မလို့ဂယူးမဆိုင်ကြပဲနဲ့မိမိမှာတခုခုဖြစ်ထွန်းတိုးတက်လာတဲ့အခါကျမှအကျိုးကိုမျှဝေခံစားလို့ရတဲ့ရွယ်ချက်ကြောင့်မိမိကိုပြန်ပြီးတော့ချီးကပ်လာကြတာကိုဆိုလိုတာပါစကပ်ပုံထဲမှာတော့ဘူးပင်ဆိုင်နေတော့ငါတခုမှအကူအညီမပေးခဲ့ကြပါပဲလေဘူးတီးတီးလာတဲ့အခါကျမှဘူးတီးလိုချင်လို့အရေးဆိုပြီးတော့ဆွေမျိုးလာမတော်ကြပါနဲ့လို့ခိုင်းနိုင်လာတာဖြစ်ပါတယ်အခွင့်အရေးသမားတွေကိုမလိုလားကြောင့်ရည်ညွှန်းတဲ့စကပ်ပုံလည်းဖြစ်ပါတယ်အခုလိုမျိုးအစီအစဉ်ကိုအပိုင်းလိုက်တင်ဆက်ပေးသွားမှာမို့လို့မြမယူရစကပ်ပုံနဲ့စူးစူးစကားတွေကိုလေ့လာခြင်းဗီဒီယိုညွှန်းကိုဝင်ရောက် ရှိဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင်။